ဘေဘီစိတ်ကိုလည်းကိုရက်ပေးပြီးတော့ချစ်တယ်။ဘေဘီကိုရုံမကျေနပ်လည်းကိုရက်ပေးပြီးတော့ချစ်တယ်။ဘေဘီကိုရုံဘလောက်ပဲအရွက်တိုက်တယ်။ရုပ်ဖြစ်ချင်နေကြတယ်နော်။ဟာဒီ connection လေးပေါ့အဲ့ဒါလေးကိုလည်းအခုပြောဆောင်တော့တရားလေးပါလေ။ခေမုံနဲ့ရိုက်တဲ့ကားလေးတကားမှဆိုတော့ကျွန်တော်သူနဲ့တေချာတရုပ်ဆောင်ခဲ့ဘူးတယ်ပေါ့နော်။ဆိုတော့အိုးချိန်မှာမင်းသမီးလောက်တော့လေဟိုဘာပဲဖြစ်ဖြစ်ပေါ့ chemistry ကအဲ့ထက်ကလည်းရှိထားတာဆိုတော့အခုချိန်ကျတော့ဟိုသူနဲ့လည်းလိုက်တယ်ဇက်ရုပ်လေးကလေ။ဘာလို့လဲဆိုတော့ဇက်ရုပ်ကလေးကလည်းအဲ့လိုငယ်ငယ်လေးဖြစ်ရမှာလေ။အဲ့လိုငယ်တဲ့ ကာရက်တာလေးနဲ့ဆိုသူနဲ့လိုက်တယ်သူရဲ့အဲ့လိုစူပါပုပ်ပုံစံလေးနဲ့ဆိုတော့ဒီဇက်လေးရပို့ပြီးတော့ကြွားသွားတာပေါ့အဲ့လိုပဲပြောရမှာပေါ့ဘာရှိရောဖြစ်တာဘာရှိရောဖြစ်ရှာဖြစ်တာ love love is not the time ချက်ယူလေချက်လောလာရနေမရှိလောလာ ယ်ယူတယ်ယူတယ်ယူတယ်ငါယူတယ်မင်းတို့ချစ်တော့ယူတယ်ဘာဖြစ်လဲဟာโอเคโอเคโอเคအဲ့ဒါလေးလည်းအမှတ်တရဒီကားတော်လေးကိုလည်းပေါ့ဟုတ်ဒီကားလေးကလေဟိုကျွန်တော်ရိုက်တဲ့အချိန်မှာအကောင်းဆုံးကြိုးစားထားတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလိုမျိုးဟိုပြိဿအများကြီးအရန်ကြီးကြိုက်မယ်ဆိုပြီးတော့အဲ့လိုကြီးဟိုမမျောလင့်ထားပါဘူးဒါပေမဲ့ထွက်လာတဲ့အချိန်မှာပြိဿတရားဟိုအရန်အားပေးကြပါတယ်ဆိုတော့ကျွန်တော်အရန်လည်းဝမ်းသာရတယ်ပြီးတော့ဟိုတကယ်လည်းကျေးဇူးတင်ရပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ် အခုအသက်အရွယ်နဲ့အခုနေသားနဲ့အခု character တွေလိုက်သွားတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲအဲ့မော်ဟိုပါဒီရွယ်မှာဒီလိုပုံစံမျိုးလေးနဲ့ဆိုတော့ဟိုပြိတ္တနဲ့ဟိုအဝင်ဝင်ကြလေးဖြစ်သွားရဲ့လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့နောက်တယ်နော်တိုက်ခရရလို့မလားနဲ့နော်ခရရလို့တော့ဘာဖြစ်ချင်လို့လဲချေဟောကကြောက်ချစ်သူကြောက်သူကြိုက်တာလို့လို့ရတယ်အခုကဖီလင်းလေးပြောပါဦးပြိတ္တအာပွင့်လင်းပြောရမယ်ဆိုရင်တော့ကျွန်တော်တရုပ်ဆောင်တဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ ဟိုအားရကျင်းနှမှုတော့ရှိပါတယ်ဒါပေမဲ့ဟိုလိုမျိုးအပြည့်ဝိုက်အားကျင်းနှမှုတော့မရှိသေးပါဘူးကျွန်တော်အများကြီးထပ်ပြီးတော့လောက်အောင်ပါပေါ့နော်ကျွန်တော်အများကြီးလက်ထပ်ပြီးစူးစမ်းရအောင်မယ်အဲကျွန်တော်သွားနေတဲ့ဟိုပါပေါ့ဟိုကျွန်တော်လိုချင်တဲ့ဟိုတာဂက်လေးတစ်ခုရောက်ဖို့အတွက်ကိုကျွန်တော်ဒီထက်အများကြီးစူးစမ်းရအောင်မယ်လို့ပဲကျွန်တော်ထင်ပါတယ်ဗျ ဟာဒီ connection လေးပေါ့အဲ့ဒါလေးကိုလည်းအခုပြောဆောင်တာတရားလေးပါလေလေးအဲတိမ်မွေ့ရကြတော့လေဟိုကျွန်တော်နဲ့ငငယ်လေးကလည်းသူခလေးတယုတ်ဆောင်မှာဆီယမားတို့ရိုက်တဲ့ mobile နင်းစီဆီယမားတို့ရိုက်တဲ့ကားလေးမှာကျွန်တော်အများနဲ့ရွှေမုံနဲ့ရိုက်တဲ့ကားလေးတကားမှာဆိုတော့ကျွန်တော်သူနဲ့တေချာတယုတ်ဆောင်ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ကျွန်တော်နဲ့ကမစိမ့်တော့ဘူးပေါ့အဲ့ထဲကကျွန်တော်နဲ့ကသူနဲ့ကဟိုဘယ်လိုပြောမလဲရင်းနှီးရပေါ့ဆိုတော့အခုအချိန်မှာမင်းသမီးလောက်တော့လေဟိုဘာပဲဖြစ်ဖြစ်ပေါ့ chemistry ကအဲ့ထဲကလည်းရှိလာတာဆိုတော့ ခုချိန်ကျတော့ဟိုသူနဲ့လည်းလိုက်တယ်ဇက်ရုပ်လေးကလေဘာလို့လဲဆိုတော့ဇက်ရုပ်ကလေးကလည်းအဲ့လိုငငယ်လေးဖြစ်ရမှာလေဆိုတော့အဲ့လိုငယ်တဲ့ character လေးနဲ့ဆိုတော့သူနဲ့လိုက်တယ်ဟိုအဲ့တော့ဒီကားလေးကပို့ပြီးတော့ဟိုဟိုပို့ပြီးတော့ပြိတက်ကြိုက်ကြရလို့ကျွန်တော်ထင်ပါတယ်ဗျာဟုတ်ကဲ့ဟိုမြို့တရားလည်းအញ្ញမ်းကောင်းတယ်ဟုတ်ကဲ့ဟုတ်ပြေတဘာဝကြာတော့ဟုတ်ဟိုပါဗျာဟိုကျွန်တော်တို့ကောင်းဆုံးစူးစမ်းခဲ့တာဗောဗျာဒရိုက်တာလည်းအရန်တော်တာဗောဒရိုက်တာကိုညံ့အောင်လည်းကျေးဇူးတင်တယ်ကိုညံ့ထင်လေး ူကလည်းအများကြီးကျွန်တော်တို့ကိုဟိုကျွန်တော်တို့ဖြစ်ချင်တာလေးတွေကိုဟိုလက်ခံပေးတယ်ပြီးတော့ဟိုသူကလည်းအများကြီးထင်ကြောင်းပေးတယ်အများကြီးလည်းကျွန်တော်တို့အပေါ်မှာဟိုတကယ်ဟိုစေတနာပါပါလေးနဲ့ရိုက်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးအားလုံးပေါင်းဆက်လိုက်တဲ့ကာလီတကာဖြစ်တဲ့အတွက်ကြောင့်ထင်ပါတယ်ဟိုစေတနာကျိုးပေးတယ်ပေါ့ဗျာအဲ့တော့စေတနာကျိုးပေးရလေခံစားရလို့ကျွန်တော်မြင်ပါတယ်ဗျာတကွေးမတရားအများကြီးပေါ့ဗျာ series ဆိုတော့လေဟိုပေါ့ အဲဆင်းနေရအများကြီးတွေ့ရတာ哦ဆိုတော့လေအဲတိမ်မွေဆိုပြောရတာဗောနော်မိမိကိုကြီးအော်မယ်နော်ဟုတ်တယ်ဆိုတော့ဟို तू တခါလေကြာရင်ဟိုကိုကဘာမှန်းမသိဘူးလှုပ်လိုက်ရင် तू လိုလန်သွားတာလို့ပေါ့ဖြစ်မှာဆိုလို့ပါငယ်လဲရငယ်သေးရလေ तू ကအသက်ခုမှ session နဲ့ထင်တယ် session နဲ့လောက်ပဲရှိသေးရဆိုတော့အတွေ့အကြုံကလည်း तू မှာအများကြီးများများဆဆရှိမှာမဟုတ်ဘူးလေဆိုတော့ခုမှ तू လဲစရိုက်တဲ့အချိန် အရှိမတော့သူရိုက်တော့ရိုက်ဖို့မှာပေါ့ဒါပေမဲ့ကျွန်တော်တို့လည်းဆိုလဲခုမှစပြီးတော့ရိုက်တဲ့အချိန်ဆိုတော့ငငယ်တော့တော့ရိုက်ဖို့ရဲဆိုပေမဲ့မင်းသမီးအနေနဲ့ကျွန်တော်တို့လည်းပြန်ပြီးရိုက်တဲ့အချိန်မှာကြာတော့အတွေ့အကြုံကဘာဖြစ်ဖြစ်ပေါ့နော်သူ့အနေနဲ့ကျွန်တော်អော်လိုက်တာတို့ကျွန်တော်အရန်ပြောလိုက်တာတို့ကျွန်တော်အဲ့လိုဖိပြီးပြောရတာတို့အချိန်မျိုးမှာဆိုရင်ဟိုတခုခုပေါ့နော်ဟိုစိုးရင်စိတ်တွေကြောက်ကြောက်စိတ်တွေအဲ့လိုအများကြီးဝင်သွားမှာဟိုမဖြစ်စေချင်ဘူးပေါ့နော်ဆိုတော့အဲ့လာကြောင့်လည်းအများနဲ့မရိုက်ခင်မှာဆိုရင် ျွန်တော်အမြဲသတိပေးပါတယ်သူမိမိကိုကြီးအောင်မယ်နော်ကြောက်နေနော်အဲ့လိုမျိုးလေးပေါ့ဒီလိုမျိုးလေးပဲရိုက်ခဲ့တာလေးဖြစ်တဲ့အတွက်ကြောင့်ဟိုကြိုပြောထားတော့ဘာဖြစ်ဖြစ်သူလည်းပြင်ဆင်ထားလို့ရတာပေါ့ဆိုတော့ဟိုကားလေးကလည်းအောင်မြင်တယ်ရန်ဝန်းသားရတယ်ဘာလို့လဲဆိုတော့ဒီကားထဲမှာဆိုရင်အားလုံးကဟိုလူငယ်တယောက်ဆောင်နေရမ်းများတယ်ဆိုတော့ဒီကားလေးကဒီလိုမျိုးအောင်မြင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ဟိုအပိယပြိသက်တွေကိုတကယ်ကျေးဇူးလည်းတင်ရတယ် တကယ်လဲကျွန်တော်ကိုယ်တိုင်လဲဝမ်းသာရတယ်ပျော်လဲရမ်းပျော်ပါတယ်ဗျာဘေဘီစိတ်ကိုလဲကိုကြီးရဲ့ဘေဘီကိုချစ်တယ်ဘေဘီကိုကြီးကိုမကျေနပ်လဲကိုကြီးရဲ့ဘေဘီကိုချစ်တယ်ဘေဘီကိုကြီးကိုဘလောက်ပဲအရွက်တိုက်တယ်ကိုကြီးရဲ့ဘေဘီကိုချစ်တယ်အဲ့ကောဘာကိစ္စနဲ့နေချင်သူကဟွာပေါ့ကျွန်တော်ငငယ်တုန်းကတော့အဲ့လောက်မတော်ဘူးဘာဖြစ်သူကတော်တယ်ပဲပြောရမှာပေါ့နော်ဆိုတော့ဟိုရုပ်ဆောင်တဲ့ဘိုင်းမှာတော့ ခုမှစပြီးတော့တရုတ်ဆောင်နဲ့ချိန်ဆိုတော့လေလိုအပ်ချက်လေးရတော့အနည်းငယ်များတော့ရှိမှာပေါ့လေသူပြင်မဲ့လေသူ့ character လေးနဲ့သူ့စက်ရုပ်ကိုလေးနဲ့အဲသူ့ရဲ့အဲ့လို super ပုံပုံစံလေးနဲ့ဆိုတော့ဒီဇက်လေးရပို့ပြီးတော့ဟိုကြွားသွားတာပေါ့အဲ့လိုပဲပြောရမှာပေါ့ဒီလက်စုပ်ကဘယ်ကနေရလာလဲဘယ်နေလဲညနေတိုင်းဒီအောင်သီရိစိန်ရွှေသနာဆိုင်ကဒါမန္တလေးမှာပထမအဆုံးဖွင့်လှစ်တဲ့ဆိုင်လေးပေါ့နော် ဆိုတော့သုံးဆိုင်မြောက်လို့လည်းကြားသိရပါတယ်မမောဘက်မှာလည်းတဆိုင်ရှိတယ်ပြီးတော့ရွှေကူဘက်မှာလည်းတဆိုင်ရှိတယ်ပေါ့နော်အဲဒီမန္တလေးမှာလည်းတဆိုင်ဆိုတော့အလုံးပေါင်းသုံးဆိုင်ရနေပြီးတော့နောက်ဆိုင်ပေါင်းအများကြီးအများကြီးမြို့နယ်အဲမြို့တိုင်းမြို့နယ်တိုင်းမှာခုနှစ်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာအရန်ဝမ်းသာတယ်မန္တလေးပြည်သက်ကကြတော့လေဘယ်ချိန်မဲမန္တလေးမြို့ကိုလာလာအင်မတန်ဟိုချစ်ခင်ကြတယ်ပြီးတော့ဖော်ရွေတယ်ပြီးတော့ ဟိုကျွန်တော်တို့ဟိုအလုပ်ကလေးကိုဆိုလဲအရန်ကိုဟိုဟိုချစ်ပေးတယ်ဗောနော်အဲ့အတွက်ကြောင့်အင်မတန်ကျေးဇူးတင်ရတယ်ဟိုဒါကြောင့်လဲမန္တလေးဆိုရင်ဟိုကြားလိုက်တာနဲ့တင်မယ်ဝမ်းသာနေပြီပြီးတော့အရန်လဲအာလာကျင်တယ်ဗောနော်ဒီလိုမျိုးပြည်သက်တွေအားလဲအရန်အများကြီးအားပေးရတဲ့အတွက်ကြောင့်ပို့ပြီးတော့ဟိုလာရတာလဲအားဖြစ်ပါတယ်ဗျာ